ားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဖတ်ပြပေးတော့မှာကတော့ဆရာနေကိုရရဲ့ကိုတော်ကြီးကိုတော်လေးဆိုတဲ့ဝတ္ထုတော်လေးနဲ့ကျွန်တော်နဲ့ကောင်းညမောင်းဆိုတဲ့ဝတ္ထုတော်လေးနှစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာကိုယ်တော်ကြီးကိုတော်လေး ဒီနေ့နေ့လယ်ခင်းမှာမိုးရွာလေးပါတဲတဲမဲမဲနဲ့အားရပါရချကိုရွာပါတယ်မိုးရွာလေးပါတဲပုံကကျွန်တော်နဲ့လေဒီချက်ပြစကားပြောရင်တော့မှအော်ပြောရတဲ့အထိပါပဲဒါမဲ့မိုးကရုတ်တရက်ကြီးထရွာပြီးတဲတံမှုမျိုးမဟုတ်ပါဘူးမနက်မိုးလင်းကလေးကကောင်းငင်ဟာခဲသားပပရောင်နဲ့မှိုင်းနေပြီးလေကလည်းငိမ့်နေတယ်မိုးကကောင်းငင်မှာအသေးချာဆင်းပြီးရွာရင်တဲတဲထန်ထန်နဲ့ကြီးကြီးမားမားရွာချနိုင်မယ်ဆိုတာကို တတိပေးပြီးတာပါကျွန်တော်နေခင်းဘက်မှာမျိုးရဲတွားစရာကိစ္စတခုရှိတယ်ဒါပေမဲ့မိုးစင်ထားပုံကိုကြည့်ပြီးကျွန်တော်မတွားပြတော့ကျွန်တော်လေဒီချက်ပြားကလည်းတရေရာမကြောက်တတ်တာမိုးတသဲမဲရွာရင်အရန်ကြောက်တတ်တာကြောင့်သူ့ကိုအိမ်မာတယောက်ထဲမထားခဲ့ခြင်းနာရဲ့မိုးတသဲကြီးထဲမှာတွားရလာရတဲ့စိတ်ပြက်စရာကောင်းတာတွေကိုမကြုံခြင်းနာရဲ့ကြောင့်ကျွန်တော်အစီအစဉ်ကိုဖျက်ပြက်လိုက်ရတာပါကိစ္စကလည်းတိတ်အေးမကြီးလာတာလဲပါတာပေါ့လေ အားရပါရရွာချနေတဲ့မိုးရံမှာတစ်ပင်ကြီးတွေဟာကိုေးကနဲညွတ်ကနဲရင်းကနဲနှဲ့ကနဲနဲ့ကပောက်အစကတရိတ်ဆန်ကြီးတွေလိုပဲလေတစ်ချက်ပစ်လိုက်ရင်တစ်ခန်းကြီးတွေလေဘက်ကိုဆက်ခနဲရင်းတော့ပုံကချိုးကြတော့မလို့ကိုထင်ရတယ်အဆိုးဆုံးက အုံမင်းနေပါ အုံမင်းဆိုတာအဖျားပိုင်းကလေးဆုံးဆိုတော့သူတို့တို့ခါနေပုံကဘိုးဘီကြောက်စရာကောင်းပါတယ်ကျွန်တော်နေတဲ့ရက်ွက်ကလည်းအုံးပင်လွန်ပေါ်တဲ့ရက်ွက်ပါအိမ်တိုင်မှာအ ਨੇ စုံအုံးပင်သုံးလေးပင်တော့ရှိတယ် ကျွန်တော်အိမ်မှာက6ပင်ရှိပါတယ်။လေအချမ်းမှာပထမအုံးလက်6တွေအုံးဒီကန်6တွေလွင့်ကြလာပါတယ်။အဲဒီထက်လေပိုထန်ပြီးမိုးပိုသေးလာတော့အုံးဒီစိမ်းတွေအုံးလက်အစိုးတွေပါလွင့်ကြလာပါတယ်။အုံးလက်တစ်ခုကကျွန်တော်အိမ်ရှိကတယ်လီဖုန်းချိုးပေါ်ပြုတ်ကြပြီးကျိုးပြတ်ထွက်သွားတယ်။အုံးဒီတစ်လုံးကကျွန်တော်အိမ်ခေါင်ဖို့တပြားပေါ်ကျတယ်။ဝေါ်ဝုံပြုံးဆိုတဲ့အတန်တွေနဲ့ပဝန်းကျင်ကြီးတစ်ခုလုံးဖြစ်နေတာတွေဖြစ်နေကြတာပဲ။ ျွန်တော်လေဒီချက်ပြားကဝရန်နာမှာရန်နေတဲ့ကျွန်တော်နာကတ်ရရင် ကျွန်တော်လက်မောင်းသေးသေးလေးကိုကိုင်းပြီးလာအိမ်ထဲဝင်ရအောင်လို့ခေါ်တယ်။သူ့ကြည့်ရတာတော်တော်ကြောက်နေပုံပဲ။မျက်စိမျက်နှာလည်းပြက်လို့။နေစမ်းမောင်းကွာ။ဒါမျိုးကပတ်စံတန်းတန်းပေးပြီးကြည့်ရှင်တန်းကြည့်လို့ရတာမျိုးမဟုတ်ဘူးကွာ။တို့ကဝရန်နာမှာပဲ။အနေရမရှိပါဘူး။လမ်းပေါ်ကလူတွေတာအနေရရှိတာ။မိမကကြောက်နေမှကျွန်တော်ကတမင်ဟန်ရေးထုတ်ပြီးတတ်သိရှိပြနေတာမဟုတ်ပါဘူး။ ျွန်တော်ငငယ်ကလေးကမိုးတတဲမဲရွာတာကိုယခုလိုရင်းတဖို့ဖို့နဲ့ငေးချိလိရှိပါသည်အဲ့ဒီအချိန်မှာမီးပြတ်သွားပါတယ်မှန်ကန်တော့ပြတ်တောင်မှုပါပဲဒီလိုတဲနေတဲ့မိုးထဲမှာလျှက်ဆက်တတ်ရှိတဲ့တက်ကြိုးတွေဟာလမ်းပေါ်မှာတွားနေတဲ့လူတွေအထက်အန္တရာယ်တိတ်များတယ်မဟုတ်လားကျွန်တော်တွေ့နေတုန်းအိမ်ရှိခြံထဲကအုံးလက်စင်းကြီးတစ်ခု လမ်းမှာပါပြောကြတယ်ဒေါ်ပါရီရဲ့လမ်းပေါ်မှာလူမရှိပဲလို့ ဒလောက်အင်းနဲ့အားနဲ့တဲတဲမဲတဏှာရင်နိဗ္ဗာန်ရွာပြီးတာတော့မှကောင်းကင်ကလင်းမလားလေးတိုင်တော့ငါရော့မတော့ဒေါက်တာအင်းအားကြီးတယ်မို့ပဲဟုတ်ကျွန်တော်တွေးနေတုန်းလမ်းပေါ်မှာဈေးတွေတယောက်လာနေတာကိုတွေ့ရတယ်ဈေးတွေကမိမကြီးတယောက်ပါကျွန်တော်အမေလောက်ရှိမယ်ဒလောက်တဲတဲမဲမိုးထဲမှာတဏှာဝင်မခုပဲဈေးရောင်းနေရတဲ့အဖြစ်ကိုကြည့်ပြီးကျွန်တော်အရှင်နဲ့နှင့်သွားမိတယ်အသက်ရွယ်ကလည်းကြည်လာပြီတကူလုံးလည်းခက်ခိုက်တုံအောင်အေးလာပြီ သူအတန်းဆဆာနဲ့အော်နေတာသိသားပြီမဲ့မိုးတန်လေးတောင်လေးကြားထဲမှာသူပါအော်နေတယ်ဆိုတာမကြားရပါဘူးဒလောင်မိုးတဲထဲမှာဒုက္ခပါပဲဟုတ်တယ်ခေါ်လိုက်ပါလားနဘေးနားမှာရန်နေတဲ့လေဒီချက်ပြားကပါဝင်ပြောပါတယ်ကျွန်တော်တို့နှစ်ယောက်သူ့ကိုအသာကြည့်နေကြပါတယ်ဂန်ကောင်းကျွန်တော်ဈေးတယ်ကကျွန်တော်တို့အိမ်ရှိတဲ့လမ်းဘက်ကိုချိုးခွေဝင်လာတာကိုတွေ့ရပါတယ်လာပါဦးကျွန်တော်ရောလေဒီချက်ပြားပါ ဖြိုင်းသူအော်မိတာပါပဲဒါမှမဟုတ်သူကမကြပါဘူးလာပါအောင်တော့လာပါအောင် ကျွန်တော်တို့နှစ်ယောက်လက်ခုပ်တီးပြီးအတန်ကုန်ဟစ်ကြတော့လေသူကကြားဟန်မတူကျွန်တော်တို့အင်ရှိကိုလုံတော့ပြီးမှမျက်နာဘောကရေကိုတက်ချရင် သူတစ်ချက်မော့ချစ်သည်ကျွန်တော်တို့နှစ်ယောက်ဝမ်းသာအားရခေါ်ကြတယ်ကျွန်တော်နဲ့လေဒီချက်ပြအိမ်အောက်ကိုရောက်သွားတော့ဈေးတယ်မိမကြီးကအင်ရှိတမန်တလဲအဆက်မှာရန်နေတယ်အထက်ကိုဝင်းတော့ ရပါတယ်ကွအတော့တကောလုံးကရွှဲနေတာရှေးရီဆိုကုန်မှမယ်ရပါတယ်ဘလောက်ဟုတ်ယူမှာလဲဘာရောက်တာလဲဈေးတယ်မိမကြီးကနားမလဲတလို့မောက်ပြီးကြည်ပါတယ်စိတ်လဲနည်းနည်းဒုတော့ပုံပါပဲမိုးကြီးလီရဲမှာဘာရောက်မှမသိပဲခေါ်တာကို နားမလဲဖြစ်သွားပုံပါပဲဒါမဲ့မုံအုံးနောက်ပါကွမုံအုံးနောက်ပါ လို့လေတံကိုလျှော့ပြီးပြောပါတယ်ဒီတော့သူ့ရင်နဲ့ဖြစ်သွားတဲ့စိတ်ကိုကျွန်တော်ဝင်ရှင်းရပါတယ် ကျွန်တော်တို့အတော်ဘာရောက်နေဆိုတာကိုမသိပါဘူးဒါလောက်မိုးကြီးလေးထဲမှာအတော်လမ်းပေါ်ရှောင်နေရတာကိုအန်ဒီရဲ့များလုံးလိုလှမ်းခေါ်လိုက်တာပါကျွန်တော်စကားဆုံးတော့ဈေးတဲ့အတော်ကြီးမော့ချီတဲ့မျက်လုံးကတတော်လေးတနာဖို့ခေါင်းပါတယ်သူ့နှခမ်းနေပြနေပြီသူ့လက်တွေဖွေးပြီးပဲကြီးရေခွန်လိုက်နေပြီအော်မိုးတက်တဲ့နေပူပူဘယ်ရှောင်လို့ရမလဲကွယ်ဒီဟာရောက်မှအဆင်ပြေမှာဆိုတော့လေကျမတို့ကမအုံနောက်ကိုလည်းဝင်ပါပါ အတော်လဲခဏနောင်လမ်းပေါ်မှာအုံးလေးတွေကျွေကြအုံးလက်တွေကျိုးကြတိကိုင်းနေကျိုးကြနေမှုမိုးဆဲမှာတော့ပေါ့อืมသူ့အခါဆိုတော့ဘဲတန်နိုင်မှာတော့ဒီလိုပဲတနေကုန်ရွာနေတော့တော့ပါပြီဆန်ဖို့တော့ရပါမလားမသိဘူးလေဒီချက်ပြားကတခုအစိတ်ပေးရတဲ့မုန်းနာကိုနှျာဖို့ဝယ်ပါတယ်ပြီးတော့အတော်ကြီးကိုရေနွေးချမ်းပူပူတစ်ခွက်လည်းတိုက်တယ်ရေစုံနေတဲ့ထမင်ကိုလဲထားဖို့ထမင်အဟောင်းတစ်ထည်လည်းပေးပါတယ် အတော်ကြီးကတန်တော်နဲ့ကျွန်တော်တို့နှစ်ယောက်ကိုချစ်ရင်ဓာရုတွေရောကျမ်းမာချမ်းသာပါစေတွေရော မတောင့်မတမကြောက်မကြတွေရောဘေးလိုက်တဲ့အစုတွေအဆုံးလွားတာပါပဲမိုးကလည်းတဲတုံမဲတုံမှုကျွန်တော်တို့လည်းသူ့ရဲ့အုံတို့စီချက်ဆန့်ထားတဲ့မုံအုံတော့ကိုရင်းနှွေးချမ်းနဲ့မြည်ရင်စကားပြောပြကြပါတယ်ကျွန်တော်သိရကြရတာကတော့တာမန်ဆင်းရဲတဲ့မိသားစုအကြောင်းပါပဲဈေးတဲ့အတော်ကြီးနာမည်ကဒေါ်စိန်ညွန့်လို့ခေါ်တယ် နေတာကမေတ္တာညုံဘုဒ္ဓနာမှာတဲ့သူ့မအောင်တော့ကိုသူကိုယ်တိုင်လှုပ်ပြီးရောင်းတာပါဒါသမီး၃ယောက်ဒါ၂ယောက်သမီး၁ယောက်ရှိပြီးအားလုံးအင်အောင်ကြတော့ကြပါပြီအကြီးဆုံးသားဒါသူနဲ့နေပြီးမြီး၃ယောက်ရှိပါတယ်သူ့သားကမိမနဲ့ခွဲပြီးစိုက်ကားနေနေမိမနဲ့ကွဲလို့နှစ်နှစ်လောက်ကြာတော့နောက်မိမ၁ယောက်ထက်ရလို့ကလေး၃ယောက်ကိုအမိန်နဲ့ထားခဲ့ပြီးနောက်မိမနဲ့လိုက်နေတာတဲ့အကြီးဆုံးမြီး၁၀နှစ်ကျော်က ဘူဒာနာကလဖေးဆိုင်မှာစပွဲတို့လို့အငယ်နှစ်ယောက်ကိုဘေးအိမ်မှာအပ်ပြီးသူကမောအုံနောက်ရောင်းထွက်ရတာပါဒီဘက်ကိုလည်းဒီနေ့မှဆလာတာလို့သိရပါတယ်သူ့စကားတွေနားထောင်ပြီးတော့ကျွန်တော်လည်းမောသွားတယ်လေဒီချက်ရွားကလည်းနားထောင်ရင်းစေတနာပူလာပုံရပါတယ်ကော်ဖီတစ်ခွက်တောင်ဖြော်တိုက်လာသေးတယ်ဒေါ်စိန်ညွန့်ကမတောက်ပြစေနဲ့လို့သုံးလေးခါတော့ညင်းတယ်ဒါမဲ့ကျွန်တော်လေဒီချက်ပြားကအားနာစရာမလိုကြောင်းပြောပြီးအတင်းတိုက်တော့ ကော်ဖီပူပူကိုနွေးအောင်မှုတ်ပြီးနှကန်းကမခွာတိုင်းကြိုက်ချလိုက်တာတခါတည်းနဲ့ပြောင်းသားပဲ၃နာရီခွဲလောက်ကြာမှမိုးကဆဲသွားတယ်ဒေါ်စိန်ညွန့်လည်းလေဒီချက်ပြားရထမင်းကိုရေညှက်ခဏလှန့်ထားတဲ့သူ့ထမင်းနဲ့ပြန်လဲပြီးထွက်ဖို့ပြင်နေခဏနားလဲရတာရဲ့ရေနွေးချမ်းနဲ့ကော်ဖီပူပူတောက်လဲရတာရဲ့ကြောင့်သူ့ပုံစံကတော်တော်နေလို့ကောင်းတော်ဟန်တူပါတယ်သူ့ဈေးပန်းကိုကောက်ပင်ပြီးသားနဲ့တမီးရေတွားမယ်နော်လို့နှုတ်ဆက်တော့ လေဒီရပြားကကျွန်တော်နာကပ်ပြီးဆန်လေးလုံးလောက်ပါပေးလိုက်အောင်လားလို့မေးပါတယ်။ကျွန်တော်လည်းခေါင်းငင်းရပါတယ်။ဆန်ပြီးတော့ဒေါ်စိန်ညွန့်က ကော်ဖီတုံးကလို့တော့မငင်းတော့ပါဘူး။စုတွေထပ်ပေးပြီးဝမ်းသာအားရထွက်သွားပါတယ်။ထီတာပေါ့ရင်အဲ့ဒီလိုလူမျိုးတွေကိုအလှလို့ချင်းနေလို့လေဒီရပြားကတို့တို့ပြောပါတယ်။ကျွန်တော်ကအဲ့ဒီစိတ်ကူးမှားချောင်းငွေနှစ်သိန်းဖို့အလှလို့ရင်သူတို့တရက်တစ်နက်ပဲစားရမှာဖြစ်ချောင်း အဲ့ဒီနှစ်တန်းကိုတယောက်2000စီခေါ်ပေးရင်သူတို့တစ်ခုခုရင်းနှီးပြီးအချင်းကြကြစားနိုင်အောင်ရှင်းပြတော့လေဒီကျပ်ပြားကတိတ်တဘောတူပုံမရပါဘူးအဲ့ဒီလိုလဲပေးမယ်အလူလဲလုပ်မယ်လို့လေဒီကပြောတော့ကျွန်တော်လည်းမပေါသေးတဲ့အထင်နဲ့ပတ်သက်ပြီးစကားများရတာလူကြားရင်ရဲစရာဖြစ်မှာဆိုတော့မို့ဘာမှပြန်မပြောတော့ပါအဲ့ဒီနေ့ကစပြီးဒေါ်စိန်ညွန့်ဟာ နေတိုင်းလိုလိုကျွန်တော်တို့အိမ်ကိုဝင်ပြီးမုံအုံနောက်ပြေးလေရှိပါတယ် မဝယ်ဘူးဆိုလည်းအတင်းပေးတတ်တာမို့ကျွန်တော်တို့ကသူမနစ်နာရအောင်တရားဖို့တော့အမြဲဝယ်ရတာပဲအဲ့ဒီအချိန်တုန်းကညနေပိုင်းကျွန်တော်အိမ်ကိုအလဲလာတဲ့ဧည့်တွေအတော်များဟာမောအုံနောက်ကိုအမြဲဆားရတာပါတယ်ဒီနေ့တော့ထုံးစံအတိုင်းနေခင်းတနားရီလောက်မှာ သားဆိုတဲ့အတန်ပေးရင်ဒေါ်ဆယ်ညွန့်ဝင်လာတယ်လေဒီချက်ပြားကထုံးစံအတိုင်းပတ်စံတရားထုတ်ပြီးအောက်ထပ်ကိုဆင်းပါတယ်ကျွန်တော်ကတော့နေ့စဉ်ထုံးစံလို့ဖြစ်နေတာမို့မဆင်းတော့ပါဘူး အပေါ်မှာပဲစာဆက်ဖတ်နေလိုက်တယ်။စကားပြောတာတခွန်းတခွန်းကြားရပြီးနောက်မောင်ကြီးလှုပ်ပါအောင်အာလှုပ်ပါအောင်မောင်ကြီးဆိုတဲ့လေးဒီချက်ပြားရအထိတ်တလန့်အော်ရန်ကိုကြားရတော့ကျွန်တော်ပထမကြောင်နေသေးတာကိုမှတ်မိတယ်။ငဲတန်းပေါအောင်အော်တဲ့လေးဒီချက်ပြားရအော်ရန်ကိုထတ်ကြရတော့မှကျွန်တော်ကမန်းကရန်အောက်ကိုဆင်းခဲ့တော့မြင်ရတဲ့မြင်ကွင်းဟာဘာဖြစ်မှန်းကိုမသိလောက်အောင်ပဲ။ဒေါ်စိန်ညွန့်ကလေဒီချက်ပြားကိုဖတ်ပြီးရင်ထိုးနေတယ် ခေါင်းကြီးမော့ပြီးမျက်လုံးကြီးကလည်းပြုတ်လို့ဒေါ်စိန်ညွန့်ရဲ့အလေးတံကိုမခံနိုင်တဲ့လေဒီချက်ပြားက သူ့ကိုယ်သူလဲကြမတော့အောင်အတင်းထိတ်နေရင် ကြောက်လန့်တကြအောင်နေတာပါ။နဘေးမှလည်းမအုံးတော့ထည့်ထားတဲ့ပကံကကြောက်ွယ်လို့ဒေါ်စိန်ညွန့်ဘာဖြစ်တာလဲ။ခင်ဗျဘာဖြစ်တာလဲ။ကျွန်တော်အဟစ်ပြီးတွားရင်ကလေဒီချက်ပြားကိုသူ့လက်ကလွတ်အောင်ဆွဲထုတ်တော့ကျွန်တော်တို့သုံးယောက်ပေါင်းပြီးအကုန်ရင်းထိုးကုန်ကြတော့တာပဲ။ နဘေးနောက်မှာချထားတဲ့သူ့မအုံနောက်ဘန်းကိုကျွန်တော်လည်းတက်နေမိတယ်။လေးဒီချိုက်ပြားလည်းနင်းမိတယ်။ဒေါ်စိန်ညွန့်လည်းနင်းမိတာပဲ။လှုပ်ပေါင်းမောင်ကြီးလှုပ်ပေါင်းအာလေးဒီချိုက်ပြားကြောက်ကြောက်လန့်လန့်နဲ့အော်ရန်ကြောက်ကျွန်တော်ညာမနေနိုင်တော့ပဲသူ့ကိုအားကုန်စောင့်တွန်းပြီးလေးဒီချိုက်ပြားကိုဆွဲထုတ်လိုက်တော့ဒေါ်စိန်ညွန့်အုံနေရန်ကိုခေါင်းနဲ့တိုက်မိပြီးပြစ်လဲကြသွားတယ်။ဘာဖြစ်တာလဲ။ဟဲ့ကောင်ဘာဖြစ်တာလဲ။မသိဘူး။မုံထဲဘင်းကသူ့ကိုအတင်းဆွဲဖက်ပြီးဒီလိုဖြစ်တာပဲ ်ဝယ်ယူပြန်တာလားကျွန်တော်တို့လှမ်းကြည့်လိုက်တော့ဒေါ်စိန်ညွန့်ကလဲနေရကထပြီးတမင်ငွေထိုင်းနေရဲနေတဲ့မျက်လုံးချင်းနဲ့ချိန်ပြီးတဆက်ဆက်တုံနေတယ်ဗဇက်ကလည်းတပူပူတပဲပဲအော်လို့ကြောက်စရာကြီးမောင်ရဲ့ဘာဖြစ်တာလဲကျွန်တော်ဒေါ်စိန်ညွန့်ပုံစံကိုချိန်ပြီးတချက်တွားသတိရတယ်ဟာနောက်ဝင်လာထင်းနေကွာသွားဘေးအင်ကလူတွေတွားခေါ်စမ်းလူကြီးတွေမိမကြီးတွေခေါ်ခဲ့ လေဒီချက်ပြားကကြောက်ကြောက်နဲ့ဒေါ်စိန်ညွန့်နဲ့အဝေးကနေခွေပြီးအိမ်ရှိကိုပြေးထွက်သွားတော့ကျွန်တော်ဒေါ်စိန်ညွန့်နဲ့ခက်လန့်လန့်ကနေပြီးမေးရတယ်ဒေါ်စိန်ညွန့်ဒေါ်စိန်ညွန့်ခင်ဗျာဘာဖြစ်တာလဲဒေါ်စိန်ညွန့်ကျွန်တော်ခေါ်တာကိုဒေါ်စိန်ညွန့်ကမျက်တော့နေချင်းနဲ့လှဲ့ချင်ရင်မျက်ဆောင်ထိုးပြီးတစ်ဖက်ကိုလှဲ့သွားတော့လေဒီချက်ပြားရဲ့အော်ဒန်လှမ်းမိတယ်နေကြားရပြီးခဏချင်းပဲအိမ်ထဲကိုမိန်းမကြီးတုံးရောင်လောက်ပြေးဝင်လာတယ် ဘေးငါအသက်50လောက်ရှိတဲ့မမ်းမြင့်ကဘီးစပတ်ပရင်မေးတယ်။ဘာဖြစ်တာလဲ။ဘလို့ဖြစ်တာလဲ။မသိဘူး။မဟုတ်ဝင်ဒီလိုဖြစ်တာပဲ။ဟဲ့။နတ်ဝင်တာထင်နေ။ဒီလိုပဲအစွဲရှိတဲ့လူက ဖြစ်တတ်တယ်။ကဲဖေးစမ်းဖေးစမ်း။မိမ့်ပါဖေယားမိမ့်ပါ။ဘာအလိုရှိပါသလဲဖေယား။ဟေးစိတ်ဆိုးတယ်ကွာစိတ်ဆိုးတယ်။ငါ့ကိုဒီလိုမေ့ထားတာဒီလိုဆက်ဆံတာတွေစိတ်ဆိုးတယ်ဟဲ့။ တီးခံမှာတီးခံပြီးပါလုံငယ်တွေမှုပါဗျာဘယ်ပုတ်ကိုကြွရဲဆိုတာသိပြရစီဗျာဟေးကိုတော်ကြီးကိုတော်လေးကွအတိရဲ့လားတီးကြရဲ့လားငါကတော့ချစ်လို့အမြဲစောင့်ရှောက်တယ်ငါကြတော့ဒင်းတို့ကမိထားကြသလားကိုတော်ကြီးကခွင့်လွှတ်ပြီမဲ့ငါကတော့စိတ်ဆိုးတယ်ဟဲ့တီးကြရဲ့လားအခုကြွတာကိုတော်လေးလားဗျာပြောအောင်နေပါဗျာလုံငယ်တွေဆိုတော့ အမအိမ်မပါတာအကြိုက်စကားမဆိုတာအဖြစ်မယူပါနဲ့ဘုရားကျွန်တော်တော်တော်စိတ်ညစ်သွားပြီးဘာလို့ရမှန်းလဲမသိတော့ထူးဆန်းတာကဒေါ်စိန်ညော့အတန်ကငကိုအတန်တော့မဟုတ်မျက်လုံးအကြည့်ကလည်းခြားခြားလဲနေတယ်လို့ပါပဲအေးအပြစ်မယူလို့အတွင်းရန်အပြင်းရန်နဲ့လက်လာဘက်ကအစငါတို့စောင့်ရှောက်ခဲ့ကြတာမဟုတ်လားပြောကြစမ်းဟိမှန်ပါတယ်ကိုတော်လေးရဲ့တီးခံမှာဒေါ်စိန်ညော့ပုံစံက နဘေးမှာချော့မော့ပြောသူရောက်လာမှဘိုပြီးဒေါသကြီးသလိုဖြစ်လာတာနဲ့ကျွန်တော်လဲစိတ်ထဲမှာတတော်လေးဒေါသဖြစ်သွားတယ်။ကဲအတော်နတ်ဝင်တာဆိုလဲခေါ်ရကြတော့ဗျာ။ကျွန်တော်အိမ်နဲ့ဒါမျိုးတွေဟဲ့တာဒါလုံးပြောရဘူး။မောင်ကလည်းတိတ်တိတ်နေပါ။လေဒီချက်ပြားကကြောက်ကြောက်ရွံ့ရွံ့နဲ့ကျွန်တော်ကိုတားရင်ဒေါ်စိန်ညွန့်ကလေဒီချက်ပြားကိုကြည့်ရင်ဇန်နေတမေးကြီးရှေ့ကိုဒိုးစမ်း ကဲလာလာတမီရှေ့ကိုတို့လိုက်မကြောက်နဲ့လားဘာမှမဖြစ်ဘူးလာလာကဲစနေတမီကိုတော့ကိုအမြဲသတိရရမယ်မဟုတ်လားကိုတော့နဲ့ပတ်သက်တဲ့ရိုးရာကိုလည်းထုံးစံအတိုင်းလုပ်ရမယ်အတွင်းရန်အပြင်ရန်နဲ့ဆိုင်ရာအနောက်ရှက်တွေအားလုံးကိုတော့နှစ်ဘာကအနာကနေကာဝယ်နေတယ်မှတ်ဟုတ်ပြီလားဟုတ်ကဲ့ပါငါတမီမာရောငါသားမာပါအနောက်ရှက်တွေကရှိနေတယ်မယုံကြည်တဲ့ပေါ်ထူးသားလည်း ကိုတော့ကိုနန်းနဲ့ကနားနဲ့ချော့ဒါဆိုကိုတော်တို့ဂျေနဲ့ပြီ ဟုတ်ရဲ့လားဟဲ့စိတ်ချပါကိုတော်လေးရဲ့ဘွေးမယူပါနဲ့အေးအေးခွင့်လွှတ်ပါတယ်ကွယ်မလိမ်မာတခါမှိုက်ဆိုတော့ဘယ်အပြည့်ယူလို့ရမလဲကိုတော်ပြောတယ်ကွယ်ပြောပါတယ်ကဲကဲပြန်ကြွမယ်ဒေါ်စိန်ညွန့်ကရုံကရင်ဖြစ်ပြီးနောက်လန်ကြတော့တော့မိမနှစ်ယောက်ကပြေးပွေထားကြတယ်စပင်းလေးပြေးလို့ခြေထောက်မှာလည်းမအုံနောက်တွေပြေးလို့ ဟီးကနေဟင်းချပြီးတော့ရေးရေးဆိုတာနဲ့ရေတစ်ခွက်တိုက်တော့တငုံငုံတောက်ပြီးဒေါ်စိန်ညွတ်မျက်လုံးပွင့်လာပါတယ်။ဘာဖြစ်တာလဲ။ဘာဖြစ်တာလဲ။ငုတ်တုတ်ထထိုင်ပြီးမေးတဲ့မေးခွန်းကိုဘေးအိမ်ကနေရောက်လာကြတဲ့မိန်းမတွေကဝိုင်းဖြေကြပါတယ်။ဘေဘီကိုကြည့်တော့အမောက်တာမောက်လွင့်တာကလွင့်နေ။ခြေထောက်နဲ့တတ်နေထားပြီးတာမုံအောင်ဘန်းကိုတွေ့တော့ဒေါ်စိန်ညွတ်မျက်နှာပြတ်သွားတယ်။ပြီးတော့ကျွန်တော်မျက်နှာကိုလည်းသဘောပေါက်ပုံရတယ်။ စိတ်မဆူပါနဲ့သားရဲ့အတော်ကအဆွဲရှိတော့တခါတခါတလို့ပဲဝင်တတ်လို့ပါဒါနဲ့ကိုရော်လီယာဘာပြောတော့မလို့တော့စိညော့ခမပြန်တော့နောက်တခါကြောက်ကမခော့ပဲနဲ့အိမ်နဲ့လုံးဝဝင်မလာပါနဲ့မောင်ကလည်းအဲ့လိုပြောပါနဲ့မပြောပါနဲ့ဟဲ့သူခမလည်းဖြစ်ရှင်လို့ဖြစ်ရတာမှမဟုတ်ပဲဒေါ်စိညော့ကတခေါက်မှပြန်မပြောပဲပြန့်ကျဲနေသည့်သူ့ပစ္စည်းတွေကိုဒါတဲ့တစေကောက်နေတာမြင်ရတော့ကျွန်တော်စိတ်ထဲမှာမကောင်း ဒီနေ့သူဈေးရောင်းလို့ရတာမီမဟုတ် ကျွန်တော်ဘာမှမပြောတော့ပဲအိမ်မော်တက်ပြီးပတ်စံ1500ယူပေးရင်ဒေါ်စိန်ညွန့်ကို လေတန်အေးနဲ့ပဲထိမ့်ပြီးပြောပါတယ်ရော့ဒေါ်စိန်ညွန့်မုံအတွက်1500ယူသွားနောင်ကျွန်တော်မခေါ်ဘဲနဲ့အိမ်ထဲကိုလုံးဝမဝင်ပါနဲ့တော့ထိုကိစ္စကိုအမှန်လားပါလားကျွန်တော်ဘာမှစက်မတွေးဖြစ်ပေမဲ့လေဒီချက်ပြားကတော့ ကျွန်တော်တဘောကိုမလွန်ဆန်ရဲလို့ဘာမှတွေ့တွေ့တူတူမလုပ်ပါဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်အမြဲလောက်ရတာတခုတော့ရှိပါသည်နေ့စဉ်အင်းရှိကဖြတ်ပြီးမောင်အောင်နောက်အစားကြပါအောင်လားဆိုတဲ့အတန်ကိုကြားရရင် ကျွန်တော်တို့နှစ်ယောက်စလုံးဝရန်နာကနေအိမ်ထဲကို ဝင်ကြတာပါပဲပြန်ခေါ်အောင်မလားဆိုတော့တနာကြည့်ကြည့်ရင်အင်းရှိက အော်လွားတော့ဒေါ်ဆယ်ညွန့်ကို အားနာနေလို့ဖြစ်ပါတယ်ခမညာနီကိုရဲ့

တတော်ပြင်းမှုခေါင်းသောမိုးရသည့်နေလကင်းဖြစ်ပါသည်ဆက်တနာရီလောက်ကမိုးချမ်းချမ်းရွာသည်ဖြင့်ကျွန်တော်တမေးတော်ကိုွေးလိုက်သည်အခုအဲ့ရကနိုးတော့လူကလေးလံထိုင်းမိုင်းနေသည် စိတ်ကလည်းတော်တော်လက်လက်မရှိလားမိုးဒိတ်သွားသည်ဖြင့်ပန်ဝန်းကျင်က စိမ့်ဆိုကကြည့်ပြီးခေါင်းနေတော်လဲကျွန်တော်ခန်းစားချက်တွင်တခုခုလိုကနေသည်ဒါနဲ့ဝိညာဏမှာထွက်ကဆက်လက်ကလေးဖွာရင်းလမ်းကိုငေးနေမိသည်ထိုစမှာပင် ကောက်လိုင်းကြီးမုံထန်သီမုံမုံနောင်သို့သောနာမည်များကိုဆွဲဆဲငငင် အော်ကားဖြတ်သွားတော့ကောင်မလေးတယောက်ကိုမြင်သည်မုံကလေးဝယ်ပြီးရှင်ွေးချမ်းကလေးနဲ့တီးရမလားဟုတ်ကျွန်တော်စဉ်းစားသည် သို့သောဆုံးဖြတ်ချက်ကမကြ လူကတွေ့တွေ့ဝေဖြစ်ကနေ၏ဈေးတွေကတော့ကျွန်တော်ခြုံချုံချုံဖြစ်နေတာကိုသိရမှသူသူ့ပုံမှန်ခြေလမ်းနဲ့ပုံမှန်အတန်ကိုအော်ကားလျှောက်သွား၏ ခဏကြာတော့လေဒီချက်ပြားကသူ့ဘိုက်ကလေးကိုလက်နှစ်ဖက်ဖြင့်အသာပင့်ကာအင်ရှိသို့ရောက်လာ၏ကျွန်တော်လေဒီချက်ပြားကကိုဝင်လေးလာကြကြရှိနေပြီဖြစ်၏တခုခုစားမလားလို့ကွာစားလေကလေးကလည်းစားနေတာသမင်းစားရလည်းမဟုတ်ခုနကထန်းနီမုံတွေတော့လာတယ်ကွာခေါ်လိုက်ရင်ကောင်းတာစဉ်းစားနေတာနဲ့ကလေးကြားတာပဲအာနဲ့ထလာတာခေါ်လိုက်ရင်ပြီးရောကျွန်တော် တွေ့ဝေနေမိသောစိတ်ကိုစိတ်ထဲမှာအပြစ်တင်ရင်လမ်းမကိုသာမတိမတာငင်းနေမိ၏ကျွန်တော်ဒါခေါ်မိခဲ့ရင်ထန်းသေးမုံလေးနဲ့ရင်ွေးချံဘလောက်ကောင်းမလဲဟုတွေးနေမိသည်ခဏနေရင် စားကြတခုခုလာအောင်မှာပဲဟုသောမျှော်လင့်ချက်နဲ့တာလမ်းမကိုငေးကြည့်နေရသည်ကျွန်တော်တို့ရက်ကွက်တွင်အင်ကြီးအင်ကောင်းများသည် စားစရာပြုစရာရောင်းသောဈေးဆိုင်မရှိ တခုခုစားကြလဲသဝနလမ်းဆောင်ထွက်ချမ်းလင်းထွက် မထွက်ခြင်းနဲ့အင်းရှိကလာတော့ဈေးတွေကိုမျောဒါပဲရှိတယ်ကျွန်တော်တို့လမ်းတစ်ဖက်ထိပ်မှာဆက်လက်ကွန်းရနဲ့ဈေးတော်လေးတွေပါတဲ့ရောင်းတော့အင်းဆိုင်လေးမှလွှဲပါမှမရှိဒါနဲ့လမ်းမကိုမျောနေတော့မန်ဘီရိုတွေကလထိုင်နေပါတယ်ဆိုတော့ဈေးတယ်နှစ်ယောက်လာ၏ကျွန်တော်ပြုံးကစားမလားဟုတ်လေဒီချက်ပြားကိုမေးသည် ကျွန်တော်လေဒီချက်ပြားကဘာမှမပြောမျက်ဆောင်လေးပင်မထုတ် သူ့ကိုမပြောတလို့ပင်ပုံမှန်ညနေသားနှစ်ပင်ရှိကားနေ၏တခါတလေကျွန်တော်မိမကိုစရတာတော်တော်ပြင်းမှုခေါင်းသည်ကိုကဂွင်ကလေးဂျုံလို့စသည့်အခါမျိုးတွင် သူကနားမလဲမသိအဲ့ဒီအခါစသည့်လူကအားလုံးကိုရှင်းပြရာ၏ဒီတော့လေသူကအော်ဟုတခွန်းနာပြောတတ်သည် ဟာတစာရေးဆရာကဟာတမရှိသောမိမနဲ့ညားတာတော်တော်ပြင်းစရာကောင်းသည်ဟုကျွန်တော်တခါတခါတွေးမိသည် အခုကျွန်တော်စတာကို သူမျက်ဆောင်းလောက်တော့ထိုးတင်သည်ဒါမှမဟုတ်ရင်လေမောင်မဲစားပါလားဘာလာလောက်တော့ပြန်ပြောတဲ့အင်းနေလည်းကင်းအိယာမနိုးကစားလေးလံနေတော့စိတ်ကို ရွှင်မြူးတွက်လက်စေခြင်းအလုံးကကျွန်တော်အားထုတ်လိုက်တော့အားထုတ်မှုက အခြေအနေဖြစ်ကားတော့ဤပြောင်းမှုပြုတ်ဘူးဘူးလေးစားမလားပြောင်းမှုချွေးပြီးစီစံစားလေးဖြုတ်ပြီးလုပ်ပေးမယ်ငါကကိစ္စမရှိဘူးမင်းကအတိတ်က ပြောင်းဖို့ကအဆမချေဘူးကွာအထဲမှာကလေးနဲ့အမှန်တော့ကျွန်တော်စားချင်ပါသည်ဒါမဲ့ခொနကကိစ္စကိုမချေမနှက်ဖြစ်ကတမင်ရွက်ပြော်လာခြင်းဖြစ်၏ပြောင်းမှုပြောတယ်လေတကြောကြောအော်ရင်အိမ်ရှိမှဖြတ်ကားတော့သည်ကျွန်တော်တို့နှစ်ယောက်လည်းတိတ်ကားတော့၏ခဏကြာတော့ဟောရီယာကောင်းညမပူပူလေးဟူသောအော်ရန်ကိုကြားရ၏ကျွန်တော်ထခါရက်လိုက်၏ ိမ်မှာမနက်ကအာပြဲချောက်ဖုတ်ထားတာရှိသည်။ကောင်းညံမောင်းပူပူလေးနဲ့အာပြဲချောက်ဖုတ်ကိုစိတ်ကူးထဲမှာစကြည့်တော့အရာလာကရှာရပေါ်တက်လာ၏။လာပါဦး။ကောင်းညံမောင်းကပူတော်ဆံချည်သေးရဲ့။မင်းမစားချင်နေလေ။အာပြဲချောက်နဲ့စားမလို့ကောင်းညံမောင်းပူပူနဲ့အာပြဲချောက်ရင်းနှွေးချင်းရှယ်ပဲ။ဒီတော့မှလေဒီချက်ပြားကမျက်ဆောင်ထူတော်မူသည်။ကျွန်တော်အောက်ထပ်တို့ဆင်းကပကံကံ၍ထွက်ရသည်။ ကောင်းကျင်းမောင်းအပူလားပူတယ်အကိုအခုမှထွက်လာတာငချိတ်လားရိုးလားပြာစမ်းမအောင်ဟာဟုတ်ပါသည်ကောင်းကျင်းမောင်းကအငွေထောင်းကနေပူလိုက်သည့်ဖြစ်ချင်းတောင်းထဲမှာငချိတ်နဲ့အပြူနှစ်ကန့်ရှိသည်ကောင်းကျင်းပြူကဘိုကေပဲလေးတွေနဲ့ကျွန်တော်တော်တော်တဘောကြသွား၏ဘလို့ရောင်းလဲအ ਨੇ ဆုံးအစိတ်ပါကော ဒါဆိုအစိတ်ဖိုးစီထက်တမျိုးအစိတ်ဖိုးစီ။ကောင်းချင်းမောင်းတွေကပူလွန်းတဲ့ဖြင့်ကောင်မလေးကသူ့လက်လေးကိုမှုတ်ကာမှုတ်ကာထက်ရသည်။သူဤတစ်ခါဖြင့်အစိတ်ကအိတ်မများလား။ကျွန်တော်တို့နှစ်ယောက်စားလင်ဝဝလင်လင်ချိလက်မြည်မဟုတ်။ကဲကဲ50ဖိုးစီထက်ဟာ။ကောင်မလေးတစ်ချက်မောကြည့်ကာထက်သည်။50ဖိုးဆိုတာအစိတ်ဖိုးနှစ်ဆဖြစ်တော့လေ50ဖိုးကြတော့နည်းနည်းများသည်။ကျွန်တော်ခြေနဲ့ကာတော့သည်။ ဒါလူတဘာဝဖြစ်တတ်သေးလားမသိအစိပ်ဖိုးသည်လဲလက်တီးစုပ်တစ်စုပ်ဆိုရင်90ဖိုးကလက်တီးစုပ်နှစ်စုပ်ဖြစ်ရမည်အခုထိုးအနေထားထက်များသည့်အတွက်ကျွန်တော်ဂျင်းနဲ့ကားတွားချင်းဖြစ်၏နန်းတော်ဖြူအုံးလေးချစ်ထက်ပြီးတော့ကျွန်တော်ပတ်စံထုတ်ခါပေးသည်အဲ့ဒီတော့မှပြဿနာကတက်တော့၏တထောင်နိုင်ကျမမှမရှိဘူးကို အခုမှဈေးဥပေါတာ200တန်းမရှိဘူးလားခဏနေဦးဟာကလေး200တန်းရှိလား ကျွန်တော်အိမ်မော်ကိုလှမ်းအော်တော့လေးရီချက်ပြားကမရှိဘူးဆိုတော့စကားတခုကိုဒါပြောသည်ကျွန်တော်ခဏဆောင်းခိုင်းတာကအိမ်မော်တက်ပြီးပတ်စံအထက်မှာကြည့်တော့အကျွေးက62ကျပ်တာရှိ၏ကျွန်တော်တော်တော်စိတ်ညစ်ကားသွား၏ဒီပတ်စံကိုပေးကနောက်နေ့မှလာယူပါဟုပြောလင်လဲငွေ40နီးပါးကိုသူထားခဲ့ခြင်းမီမဟုတ်ပြီးတော့ဒီဈေးတယ်ကောင်မလေးကကျွန်တော်နဲ့မရင်းနှီးဝယ်ပြီးသားတွေကိုတပုံပြန်ထည့်ဆိုပြန်တော့လဲ နန်းထောင်းလေးဖြူအုံးလေးတွေထည့်ပြီးမှအချားမြည်မဟုတ်တော့ငါမှလည်းအကျွေးရ60ပဲရှိတာလာလာငါလိုက်အမ်းမိမယ်ရတယ်အကူကောင်မလေးကတောင်းကိုရွက်ကနောက်မှလိုက်သည်ကျွန်တော်ကဟိုဘက်လမ်းထိပ်ကအင်ဇန်လေးကိုတွားရသည်ကျွန်တော်မှသာ200တန်တရက်ရှိလင်နောက်တရားဝှက်ထက်တဲ့ဟုပြောမိမှသေးကြသည်အင်ဇန်လေးကိုရောက်တော့ကောင်မလေးကသူ့ကောင်းကျမောင်းတောင်းကိုအင်ဇန်လေးရှိကခုံတန်းလေးမှာချ၏ ကျွန်တော်ကဒီအတန်းတထောင်မှုအကျွေးအမ်းမှာဟုတ်ဆိုရင်ခက်ခဲမြီဆိုတာတိတိအတွက် secret လေးလေးဝယ်လိုက်၏ဟဲ့ထောင်နိုင်လားဒုက္ခပဲအင်းဆန်ရောင်းသူအဖွားကြီးကအလန့်တကြားအော်သည်ငွေ80နဲ့ထောင်နန်းကိုအမ်းဖို့သူစိတ်ညစ်သွားဟန်တို့၏အမ်းပြပါအဖွားရဲ့ဒီမှာလဲဈေးဝယ်ပြီးလို့အကျွေးမရှိတာနဲ့အဖွားကြီးကကောင်းကျင်းမောင်းတယ်လေးကိုကြည့်ကအော်ဟုတ်တခွန်မဲပြောကသူ့တန်မောင်းနေကပတ်စံနေရော ထုတ်တန်းမှာညှက်ထားတဲ့ပတ်စံတွေရောအိမ်ထဲကိုဝင်ငါပင်ယူရသည်။အန်းရတဲ့ဖြင့်ကျွန်တော်ဝမ်းသာပါသည်။ပြီးတော့ကျွန်တော်ကိုပေးသည့်အန်းသည့်ငွေတဲ့တွင်မှတ်မှတ်ရရတရားတန်တွေရတာပါသည်။ကျန်တာအချွေတွေကြီးတာဖြစ်သည်။ကျွန်တော်အားရဝမ်းသာ သူရေတွက်ပြီးတော့ငွေတွေကိုယူကအလှဲ့တွင် ထူဆိုင်လေးရှိမှရှိသည့်မြောင်းကိုခင်းထားသောတံတားကကျိုးကကြသည်ရုတ်တရက်ရင်းရိုင်လွားသောခန္ဓာကိုယ်ကိုထိမ့်မှု လှမ်းကင်လိုက်မိတာကကောင်းညမောင်းတောင်ဖြစ်ကနေ၏ကောင်းညမောင်းတောင်သည်ကျွန်တော်လက်နှင့်တိုက်မိကာအောက်ကဘွက်ရည်မြောင်းနဲ့ဇောက်ထိုးကြကားတော်၏။အော်ရန်တွင်အန်အော်ရန်တွင်ဆုံညာကားတော်၏။ကျွန်တော်လဲနေရာကကမန်ကရန်ထရရတော့ကောင်းညမောင်းတောင်ကဘွက်ရည်မြောင်းနဲ့ကိုတဲဤဤထိုးကဆင်းနေစေရှိသေးသည်။အကိုလောက်တာ အကိုလောက်တာအကိုလက်နဲ့ထီရ။ကောင်းညမောင်းတယ်လေးရတအားကျုံးကားတော်သည်။ အေးပါဟာငါသိပါတယ်ငါလဲလဲသွားတော့ဒီမှာအကုန်တွားပြီအကိုကျမဘယ်လိုလုပ်ရမှာလဲအေးပါဟာကဲနင်အိမ်ပြန်လိုက်ခဲ့တော့ကောင်းညမောင်တောင်းတဲ့ကိုဘွက်ရည်တွေဝင်ကအားလုံးပြက်စီးတွားပြီဖြစ်ကြောင်းကိုကျွန်တော်သိပါသည်အိမ်ကိုရောက်တော့လေဒီဆိုင်ပြားကမျက်မှောင်ကိုကြုတ်ကကြည့်နေ၏ကလေးငါပစံအိပ်ပစံကွာဘာဖြစ်လို့လဲမေးမနေနဲ့တော့ကွာပစံအိပ်ဒါပြစ်ချလိုက် ကဲညီမဘယ်လောက်ပေးရမလဲ၄တောင်တော့ပေးကို ကျမရောင်းရင်အဲ့ဒီလောက်အမြဲရတာပါ ကျမလည်းမလိမ့်ပါဘူးရေရီဆိုကုန်မှ ရောင်းလို့ဖြစ်တော့လို့တောင်းရတာပါကျွန်တော်ဘာမှမပြောတော့ပါ ထောင်တန်၄ရွက်ကိုထုတ်ကပေးလိုက်ဤလေဒီချက်ပြားကဇလန်းအစုံကိုတိခါ၃တောင်နဲ့ဈေးစစ်နေသေးသည်ကျွန်တော်ကမစစ်ဖို့ဓာတ်ကပေးလိုက်ပါသည် ထိုးထောင်တန်များကတော့အန်းစရာမလိုတော့တဲ့ဖြင့် ခေါင်းမလေးကတောင်းကိုခါခါထွက်သွားသည်ကျွန်တော်မောတော်က secret ဒလေးကိုဖြာပြီးအိမ်ပေါ်မတက်သေးပဲအောက်မှာထိုင်နေမိသည် ထိုချိန်တွင်အိမ်ပေါ်မှ lady ရပြားဤခေါ်တံကိုကြားရသည်ဒီမှာအာပြဲချောင်းနဲ့လေးထောင်နန်းကောင်းကျင်မလေးလာဆောင်လေနီကိုရဲ့အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာအားလုံးပဲဘေးကင်းကြပါစေခင်ဗျာအဆအဆအရာရာလဲ hiểu sai chào bà cảm nhé